မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် နေပြည်တော်ပြိုရခြင်းနဲ့မင်းအောင်လှိုင်ရဲ့ကံကြမ္မာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အခိုင်အမာစိတ်ကြိုက်တိဆောက်ထားတဲ့နေပြည်တော်ချင်းဘာလို့ပြိုရတလဲတဲ့။တင်းမကောင်းဆိုဝါချက်ကုန်းတွေရဲ့နေရာချင်းဖြစ်လို့လက်ရှိနေပြည်တော်တည်ထားတဲ့နေရာကနာနာဘဝနဲ့မကောင်းဆိုဝါတွေကျင်လည်ရမှာမှင်စာတွေကြက်တွေထူပြောရာချက်ကုန်းဒေသချင်းဖြစ်တဲ့။အဲ့ဒီနေရာကိုစစ်တပ်ကဒါငါပိုင်နေနေလို့လွတ်ရကျွတ်ရသွားနေကြဆိုပြီးအနိုင်ကျင့်နေကြတာ။အဲ့ဒီတော့ပုံပြောက်သွားတဲ့နာနာဘဝတွေကြက်တွေတဆေတရေတွေကအခွင့်ကာသမဲ့အချင်းကိုစောင့်နေကြတာဖြစ်တဲ့။ ်နဲ့တမယာစစ်တပ်နဲ့တကိုးကုမ္ပဏီစောက်ခင့်ကြလို့အာနာသိန်းစစ်ကောင်းဆောင်တန်းရွှေနဲ့ဗိုလ်ချုပ်တွေကနိုင်ငံတော်ပိုင်ဘန်နာတွေကိုစိတ်ကြိုက်ခွင့်ယူပြီးစိတ်နဲ့နေကပြည်သူကိုစစ်ကြုံပြုဖို့အတွက်ပလန်ချပြီးဗိုလ်ခင်ညွန့်နဲ့ဆမ်မူပါမောက်ကဦးညီလာငယ်တို့ကိုဦးဆောင်စေခဲ့တယ်မပြီးခင်နှစ်ကောင်စလုံးပြုတ်သွားတဲ့ဆောင်းလုပ်တဲ့ကုမ္ပဏီတွေကစစ်တပ်နဲ့စစ်တပ်ရဲ့ပါတနာရီသားဖြစ်ပြီးခိုးလို့ရသမျှအကုန်ခိုးကတိစောက်ခင်ကြပါရဲအရေးအသွေးမမီခဲ့ကြဘူးဘရွှေကြီးသဘောကြောင့်ပတ်တီးရိုက်ပြီးစေးတုတ်ခဲ့တဲ့အတွက်အခုလို ိုချိန်မှာဖွာလန်ကျပြီးအေးဇမ်းမေရီဖြစ်သွားတာဖြစ်တဲ့ ၃ပြည်သူ့ဝတ်တွေပြန်လည်လို့ပြည်သူတွေပိုင်ဆိုင်ခဲ့တဲ့အိုးအိမ်ပေါင်း၃000ကျော်ကိုမီးရှို့ပြန်ကြခဲ့တယ်။ဒူးကျော်ဖြင့်အိုးအိမ်အဆအဝ5000ကျော်ကိုပါဘူရူဇာနဲ့ထိုးပြီးဖျက်ခင်းကြတဲ့အတွက်ဖြစ်တယ်။အဲ့ဒီမိသားစုရဲ့အကျဉ်းစာကအခခွင့်တင်တော်မအာလာနဲ့စစ်ပေါ်တိုင်းဝိုင်းကိုပြန်ပြီးဝင့်လေစီရင်လို့ဆိုရလိမ့်မယ်။လေမကောင်းမှုအကူတော်တွေစတင်ရနေရာကြီးဖြစ်လို့ပြည်သူတွေကိုဘုံကျဲဖို့စေခိုင်းရနေရာရရွာတွေကိုမီးရှို့ပြချဖို့အမိန်ပေးရနေရာပြည်ပအတွက်အလို့သမားတွေကိုပိတ်ပင်ရနေရာလူငယ်ပေါင်းများစွာကိုစစ်မှုထမ်းလုပ်စေပြီ သေးတွင်နဲ့ဇွတ်တင်းပို့ဖို့လုပ်ခဲ့ရာနေရာမင်းအောင်လိုင်ကစပေါ်မာရီအစုံမဟုတ်မမှန်မှုသားတွေကိုကြိမ်ဖမ်းများစွာပြောကြားခဲ့ရာနေရာစတာတွေဖြစ်ခဲ့တဲ့အတွက်တမာဒီဝနှက်ကောင်းနှက်မြက်တွေကအမြင်ကပ်ပြီးတန်ခတ်ခြင်းဖြစ်ပါတယ်ငါမင်းစုမင်းယုတ်ပြလို့မင်းအောင်လိုင်ကစစ်ဖို့ချုပ်ကြီးဖြစ်တော်လဲခတိစကားရီမတင်ကြည့်ခဲ့ဘူးဥပရိမေအာနာသိန်းသူဖြစ်ခဲ့တယ်လို့တရားမဲ့ပြုကျင့်သူလည်းဖြစ်တဲ့အကျဉ်းချမ်းရှိရတောင်းဆန်းစုကြီးလို့ပုပ်ကုံမျိုးကိုနှိမ့်ဆန်း စောကအနိုင်ကျင့်တဲ့ဝင်းနေမီတာယုံဆရာတော်လိုထေကြီးဝါကြီးတန်ဃာတော်ပေါင်းများစွာကိုလည်းတက်ဖြတ်ခဲ့ပြန်တဲ့ဗုဒ္ဓဘာသာကိုရတရားနဲ့ဥဆောင်ဖြစ်စည်းသူတန်ဃာရီကိုတင်းကွင်းအောင်ခွဲခဲ့သူလည်းဖြစ်တဲ့ဒါပြင် အပြစ်မဲ့ပြည်သူတသောင်းဝင်းချင်းစစ်တပ်ကိုထောက်ခံတဲ့ပေါ်မဒလန်နှစ်သောင်းဝင်းချင်းလက်အောင်ငယ်သားအကျန်းဖတ်စစ်သားနေရှင်တသိန်းနီးပါးကိုလည်းအသက်သေဆုံးစေခဲ့သူလည်းဖြစ်သေးတဲ့ပြည်သူစနစ်သန်းနီးပါးဟာလည်းစစ်ပြေးဒုက္ခတွေအဖြစ်ဆစ်ဆောင်နေရပါတယ်ဒါကြောင့်မင်းအောင်လိုင်းတို့မင်းဆိုမင်းညက်လက်ထမှာရောဂါပြီးလက်နက်ပြီးငတ်မို့ပြီးဆိုတဲ့ က်ကပေးကြီးသုံးပါအပြင်ရေပင်လေပင်မီးပင်ကုပပင်တခိုးဓမြပြန်ပေးဆွဲမရင်းစစ်တပ်ပေးတို့အပြင်အခုတကငလင်ပင်ကြီးပါထပ်တိုးလာစီပြီးမဟုတ်ပါလားဤကုန်းချုပ်ပြောရရင်ငလင်ကြောင်မင်းအောင်လိုက်ရင်ကာပါစာဆက်ယုံနေမလဲပတ်နိုင်တော့ဘူးပြည်စီသွားတဲ့လမ်းပန်းဆက်သွင်းရင်းအဆောင်တွေကိုပြင်ဆင်ဖို့ပတ်စံလဲတပြားမှမရှိဘူး PDN နဲ့ AE လဲပသိမ်မုံရွာလမ်းပေါ်ကိုချေချလာနေပြီးနောက်ဆုံးချိန်ထိစစ်တပ်တွေကိုအမိန်ပေးမယ်မြေအောင်လိုက်ကိုကြီးတွေလဲပြိုပြက်ပိတ်ဆို့ကုန်ပြီးမြေဆုံဆဲဆိုလဲဆက်မလုံရဲအမှုမြူတက်ပေါင်းပုံကလဲ ဲရေစုံမျောပြီးဤသူဆိုစီမန္တလေးကမဟာမြတ်မှုနေဖရာကြီးမျက်နှာတော်မဲသွားခြင်းဟာမင်းအောင်လိုင်လိုအကုတူကောင်အတွက်တကယ်နမိတ်ဆိုးကြီးဖြစ်တာကတော့မြေကြီးလက်ခတ်မလွဲပါတကိုးတကယ်ကြီးမကြီးဗုဒ္ဓဘာသာဝင်နိုင်အတိဆုံးဖြစ်ပါတယ်လို့យေတာထားပါတယ် ဆက်လက်ပြီးစစ်ကောင်စီသဘောခွေစရာပြည်ပအကူအညီများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာရှုံမြင့်တန်းကြားမှာစနေနေ့သတင်းထုတ်ပြန်ကြရာတည်ဆောင်းသူအရေအတွက်က1644ဦးထိရှိလာပြီးထိခိုက်ဒဏ်ရာရရှိသူ3400ဦးပြောင်းဆုံး139ရှိလာတယ်လို့သိရပါတယ်။နေပြည်တော်နိုင်ငံတကာလေဆဲရှိထိန်းချုပ်ရေးမျှော်စင်ကအရင်မှဖျက်ချလိုက်သူတိကနေပြိုလဲပြီးမြေပေါ်မှာအပိုင်းစားတွေပြန်ကျဲသွားတယ်လို့ဖြစ်သွားတဲ့အတွက်နိုင်ငံတကာကယ်ဆယ်ရေးလေယာဉ်များရှန်ကုန်နေစိတ်ကိုသာဆင်းသက်နေရတဲ့အတွက်ကယ်ဆယ်ရေးလုပ်ငန်းများနောက်နေသွားပါ ါပါတယ်အခုအခါမှာတော့မင်းအောင်လိုင်းကဆရာသမားတွေမှလမ်းခွဲထွက်လာတဲ့သဘောအနေနဲ့နိုင်ငံတကာအကူအညီများလက်ခံဖို့အသင်လိုထထလင်းလင်းပြောနေပြီဖြစ်ပါတယ် ၎င်းဘဝဆင်ရသမားတွေလောက်နိုင်ငံတကာရဲ့အတိမတ်ပြုခံရသူမရှိသလောက်ဖြစ်နေလို့တောင်းတနေတာကြောင့်လည်းဖြစ်ပါတယ်။စကိုင်းပြည်ရင်ကြောကြီးလောက်ခံလာတော့မယ်ဆိုတာကိုနိုင်ငံတကာဘူမိပညာရှင်များကပြီးခဲ့တဲ့နှစ်ကောင်ပိုင်းလောက်ကစပြီးတတိပေးလာနေတဲ့ကြားမှာအဲ့ဒီဒေတာတဝိုင်းမှာနျူကလ িয়ার ဓာတ်ပေါင်းပိုကြီးစဖို့ရုရှားနဲ့စာချုပ်ချုပ်ပြင်အောင်ချုပ်ဆိုတဲ့အထိညံနေသူဖြစ်ကြောင်းပေါ်သွားခဲ့ပါတယ်။အကြံဘတ်စစ်တပ်ကဒီလိုမြင်းကလင်းကြီးလောက်သွားပြီးရဲ့နောက်မှာလေကြောင်းတိုက်ခိုက်မှုတွေဆက်ပြီးပြုလုပ်နေစေဖြစ်ပါတယ်။မန္တလေးတိုင်းနဲ့ကပ်နေတဲ့ကရင်နီနဲ့ရှမ်းပြည်နယ်တို့မှာလည်းဖြစ်ပါတယ် ်လက်ရှိစစ်ကောင်စီအဖို့ကံကောင်းသွားတာကငလျင်တန်းအခမ်းအနားဆုံးဒေသတွေကလာရှုမဟုတ်တဲ့အတွက်ကွက်ကွက်လေးသာကြမ်းနဲ့၎င်းတို့အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့စကိုင်းမန္တလေးနေပြည်တော်တို့မှာဖြစ်နေတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရကတော့ခန့်စစ်မှလွဲပြီးဒီထိုးစစ်ကို AB 7ရဲ့ဒီနှစ်ပတ်ကြာရက်ဆိုင်မှာဖြစ်ပြီးလုံခြုံရေးအာမခံချက်ရှိမယ်ဆိုတာက၎င်းတို့အနေမြေတွေတည်ဝင်ရောက်ကူညီပေးမယ်လို့ကြေညာချက်ထုတ်ပြန်လာပါတယ်။ဦးပြပြရောက်ရှိလာသူတွေကရုရှားနဲ့တရုတ်ကဖြစ်ပြီးကိန်းစိန်လုပ်ငန်းကျွမ်းကျင်သူတွေစေဝါကရိယာတွေဂျန်နရေတာတွေတည်ဆောင်လာတ ယ်။ရုရှားမှရောက်လာတဲ့လေယာဉ်နှစ်စီးမှအနံ့ခံခွေများ15ပင်အောက်ထိဖမ်းယူလို့ရတဲ့အတန်လိုင်းများရှာကရိယာတွေတောင်ပါလာပါရယ်။ဟောင်ကောင်မှအင်္ဂလိပ်ဖြတ်ဆက်များပါဝင် တန်ချိန်ကိုတန်ခန်းရှိနေကေဆေးပစ္စည်းများပါဝင်လာခဲ့ပါတယ်။ဒီရောက်မှာအကူအညီဖြည့်ရွှန်းတန်းတရာဒေါ်လာ73.8တန်းကူညီမယ်လို့ဆိုပါတယ်။ရှီချင်းပြင်ကဝန်ထဲကြောင့်တဝန်လာကိုမင်းအောင်လိုင်တန်းပေးဖို့တယ်လို့သိရပါတယ်။အိန္ဒိယကဗရာမဏဖျားစစ်စင်ရေးလို့အမည်တက်ပြီးတန်ချိန်40ရှိကေဆေးပစ္စည်းများတင်ဆောင်လာတဲ့ရေတပ်တင်ပေါ်နှစင်းကိုစီလွတ်ခဲ့တယ်။မြေပြင်စင်းရုံတရုံကိုလည်းလေးကျောင်းမှာတင်ယူပို့ဆောင်ပေးမယ်ဆိုတာလည်းသိရတယ်။တန်ချိန်1500ပါလင်းရင်3စင်းကိုလည်းစီလွတ်ပေးခဲ့တယ်လို့သိရပါတယ်။ VNN တက်နယူးဇီလန်တောင်ကိုရီးယားဖိလစ်ပိုင်ဂျပန်နော်ဝေးစင်ကာပူဘင်္ဂလားဒေ့ရှ်ထိုင်းတို့မှာလည်းအကူအညီပေးဖို့ပြင်ဆင်နေပါတယ်ကုလသမဂ္ဂကမ္ဘာ့ကြံ့ကျင်နည်းရှုနည်းစပ် Save the Children Project ဟောက်အဖွဲ့မှလည်းကူညီကြမှာဖြစ်ပါတယ်မန္တလေးရှိပုဂ္ဂလိကစေယုံ20နီးပါးကိုစစ်ကောင်စီကပိတ်သိမ်းထားခဲ့တာကြောင့်လက်ရှိစေယုံတွေမှာလူနာများနဲ့မနိုင်မနှင်းဖြစ်လာနေရပြီးလူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်ဒီအဖွဲ့တွေအတွက်လည်းအထူးအလုပ်ပို့လာတော့မှာဖြစ်ပါတယ်နေပြီးတော့ထောင်မှာအချင်းချခံနေရတဲ့လူတို့ကောင်းဆောင်တောင်းဆန်းစုကြည် လျင်လောက်ခတ်မှုတွင်ပြီးကင်ရန်ကင်းရှိကြောင်းတားဖြစ်သူကိုထိန်လင်းမှတရင်ဌာနကိုပြောခဲ့တယ်လို့သိရပါတယ်။မင်းအောင်လိုက်အာနာသိန်းစင်ကတားနိုင်ငံတကာမှဒီလိုအင်တိုင်းအားတိုင်းဝိုင်းဝန်းကူညီဖြည့်ရှင်ခဲ့ရင်လူပေါင်း2000ကျော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့မှာတားဖြစ်ပါတယ်။အခုလည်းလူသက်များကိုကယ်တင်နိုင်ဖို့အကူအညီများပေးနေချိန်မှာတစ်ဖက်ကအရှက်သားတွေကိုပုံကျဲတပြက်နေတာကဘလို့မှလက်ခံနိုင်ပွဲမရှိဆိုတာကိုတော့ထုတ်ဖော်ပြောဆိုတင်ပါတယ်။တကယ်တမ်းမှာအကူအညီများထိတ်ဆုံးမှပြီးနေတဲ့နိုင်ငံတွေကမြန်မာစစ်တပ်ကိုလက်နက်တပ်ဆင်ပေးနေတဲ့နိုင်ငံတွေဖြစ်နေပြန်ပါတယ်။၎င်းတို့ ို့ရဲ့ဂိယူနာကအမေကုန်းထုတ်စရာဖြစ်လာရတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးတာဝန်ခံ2 intro ကဆိုပါတယ်မြန်မာပြည်သူပြည်သားမိတ်ဆွေများဘေးကင်းရန်ကင်းရှိကြပါစေကြောင်းလဲစုမုံကောင်းတောင်းလျက်လို့ရှင်းတာထားတာကိုတင်ဆက်ပေးလိုက်ရပါရှင် ဆက်လက်ပြီးမန္တလေးမြို့အနီးကိုပဟိုပြုပြီးပြင်အား9.3တအဆင့်ရှင်ငလင်းလှုပ်ခတ်မန္တလေးစကိုင်းမုံရွာပါဝင်မြို့နယ်များမှာခန်းစားသိရှိရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့အနီးကိုပဟိုပြုပြီးဒီကနေ့နေ့လည်းတနာ38မိနစ်ချိန်ပြင်အား9.3တအဆင့်ရှင်ငလင်းလှုပ်ခတ်သွားကြောင်းအမေရိကန်အချိန်ဆိုင်ငလင်းစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အဆိုပါငလင်းကြောင့်မန္တလေးမုံရွာနယ်စကိုင်းပါဝင်ပတ်ဝန်းကျင်မြို့နယ်ဒီမှာဒီကနေ့နေ့လည်းတနာ38မိနစ်ဝန်းကျင်အချိန်ပြည်သူများစုခန်းစားသိရှိရတယ်လို့သိရပါတယ်။မလ28ရက်နေ့နေ့ နယ်၁၂နိုင်၅၂မိနစ်ချိန်ပြင်းအား9.8အဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးရနောက်နောက်ဆက်တွင်ငလင်များစွာထပ်မံလှုပ်ခတ်နေတာဒီကနေ့နေ့လယ်38မိနစ်အချိန်လှုပ်ခတ်တဲ့ငလင်ကအလွန်တိတာကြောင့်တည်ရပါတယ်အခုလှုပ်ခတ်သွားတာဆွဲခါတလို့ပဲတင့်ကနေပဲမလ28ရက်လောက်ကမပြင်းပြီမဲ့တော်တော်တိတာတယ်လို့မန္တလေးမြို့ဒေသခံတအုပ်ကပြောပါတယ်ဆလပီ NUG ကငလင်တန်းကင်းစင်အတွက်နှစ်ပတ် ပြစ်ခတ်ရထားတော့လေပေါင်းမြုံနယ်အတွင်းတွင်မှာစစ်တပ်ကစင်ရဟန်ရင်နဲ့ပုံကျဲပြစ်ခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမြုံနယ်အတွင်းမှာအစမ်းဘတ်စစ်ကောင်စီတပ်ကစင်ရဟန်ရင်နဲ့ပြစ်ခတ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းပကောက်ခုကရန် MS5 တိုင်ရင်မှာတာဝန်ရှိသူတောင်းကပြောပါရယ်။မလ30ရက်နေ့မနက်10:00နာရီမိနစ်30ချိန်ပေါင်းမြုံနယ်အနောက်မြောက်ပိုင်းတွင်ကိုအစမ်းဘတ်စစ်ကောင်စီတပ်ကစင်ရဟန်ရင်တစည်းနဲ့ပုံကျဲခဲ့ပြီးကပ္ပစာ24တွင်ကိုစင်တပ်သွားကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးပဲတွားရောက်နေဆဲဖြစ်ကြောင်းသိရပါရယ်။ လေးချောင်းကနေတက်ခိုက်သွားတာဟုတ်တယ်ဖုန်းလိုင်းညီလည်းအဆက်တွေမရသေးလို့အသေးစိတ်အခြေအနေတော့မသိရသေးဘူးထွေးခန့်ပြည့်စည်မှုတွေလည်းမေးလို့မရသေးပါဘူးလို့ပခုတ်ကူခရိုင်အမတ်15တန်ရင်မှာတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကငလင်တန်တင်ပြည်သူများကိုအရေးပေါ်ကူညီနေကဲစိန်လှူဆောင်ဖို့မလ30ရက်မှာအေဗီနာစနေရက်ဒီနှစ်ပတ်ကြားထိုးစစ်များရတန်ကြောင်းမနေ့ကညပိုင်းထုတ်ပြန်ကြေညာခဲ့တော့လဲစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုတွေစက်တိုင်လှူဆောင်လာတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်